ရဲ့ကဒါပေါ့နော်အခါခါကျကိုတော်မှသူ့ကိုကြည့်ရတာတမျိုးတောင်ဖြစ်တာပေါ့နော်သူ့ရဲ့ကုသိုလ်ဟာလေအဲ့လားလေးတကြွနဲ့အဲ့လားလေးတော့အတူတူနေနေတယ်တခါတည်းသူ့ဆန်းတာတွေ့ရတယ်ဒီကနောက်တိုင်းပညာကြီးယူပြီးဒါတွေကတော့မိဘရဲ့အမွေနှစ်ပါမိဘရဲ့အမွေနှစ်ကမမေ့ရှိရရင်ကျွန်တော်ရခဲ့တဲ့ပညာတွေပါတခါတည်းဒီနေ့နှစ်နာရီလောက်ပဲအရာရရှင်မှုဆိုတော့ကိုယ့်ဘုရားကံကြီးကြတာ တော့ချက်တဲ့ချင်းနဲ့ပညာကျွန်တော်တို့ဟိုးအရင်ကျွန်တော်တို့အိမ်အောင်စကြလွန်ခဲ့တဲ့အနှစ်စိတ်လောက်ကကျွန်တော်တို့ဒီ trader အရင်သင်တန်းတက်တဲ့ချိန်မှာကျွန်တော်သင်တန်းတက်ဖူးပါတယ်သင်တန်းတက်ဖူးခဲ့တဲ့နေရာရင်ကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်အမေကအလုံးမတမ်းမှဟင်းချက်တော်တဲ့မိခင်ရရင်ဖြစ်တော့ကျွန်တော်တို့ကအိမ်မှာဆင်းရဲတော့ကျွန်တော်တို့ကဟင်းချက်အရန်တော်တယ်အိမ်မှာဆင်းရဲတော့အိမ်ပေါ်လည်းမရှိဘူးအဖေတို့မေတို့ကလုပ်တွေလုပ်နေကျွန်တော်တို့ကအိမ်ကမိသားစုနဲ့အလုပ်သမားတွေကိုကျွန်တော်တို့ကခလေးဘွားလေးနဲ့ဒီလိုပူးစိနောက်တောက်လေးတွေချက်ခဲ့ရတာ ချက်ခဲ့ရတာဖြစ်တော့ကျွန်တော်တို့ဒီဒီလိုချက်တဲ့ချိန်မှာတမူထူးကြပြီးကျွန်တော်တို့ကချက်ဆရာမလို့အလုသမားကြီးလည်းရှိတော့အလုသမားကိုခလေးဘွားတွေကတခါချက်နှစ်ပြီးတော့ချက်ရတာဆိုတော့သမင်းတော်နှစ်ပြီးတော့ချက်ရတာဆိုကျွန်တော်တို့ကဒါထွေထွေထူးထူးသင်ရတာမဟုတ်ဘဲနဲ့ဟိုနီးပညာကိုစနစ်တရရပါအောင်ကြတော့ကျွန်တော်တို့က trader မှာချက်တဲ့ရှက်တင်တန်းကိုကျွန်တော်တို့တက်ဖူးပါလွန်ခဲ့တဲ့အနှစ်အစိတ်လောက်ကနော်အဲ့ဒီမှာကျွန်တော်ဒီဘက်ကရင် နောက်ပိုင်းတရုတ်လိုင်းနေနဲ့အကျော်လွန်လိုင်းကြတော့ဒီကနောက်တိုင်းပညာကြီးယူပြီးဒါတွေကတော့မိဘရဲ့ အမွေနှစ်ပါမိဘရဲ့အမွေနှစ်ကမမေ့ရှိရရင်ကျွန်တော်ရခဲ့တဲ့ပညာလေးပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အမြဲတမ်းအမေ့ရှိရဒီပညာလေးနဲ့အမြဲတမ်းချက်ပြီးအမြဲတမ်းလှူဒန်းတည်းရရှိပါတယ်အမျိုးသမီးပါမြန်မာဘလောက်ကြကြဆိုဦးမအသက်ရှိသူရေပေါ့ဦးမလုံးနိုင်တလောက်တော့ပါရမီဖြစ်ပါရမီဖြစ်ပါပါအမြဲတမ်းလဲပါအမြဲတမ်းပဲလုပ်ပြီးကျွန်တော်တို့ဒီဘက်ကရင်အလှငွေလူကိုကျွန်တော်တို့ကတန်ငါတီအတွက်လိုအပ်ပါတယ်လို့ကျွန်တော်တို့អော်ပြီးအလှခံမှာအလှမနေပါရှက်ပါတယ်ကျွန်တော်ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်က လူကျင်တဲ့လူရှိရင်အလှဥတာပေါ့ကြီးလိုအပ်တဲ့ရှိပါတယ်ဆိုတခါမှမလှခံမှုပါဘူးကျွန်တော်တို့လာရောက်လှတဲ့နေတူပဲအလှခံပြီးတော့ကျန်တဲ့ဟာကျွန်တော်တို့မိမိရဲ့ဟိုလှုပ်အားဌာနနဲ့ပဲရှာဖွေပြီးတော့တူတယ်လည်းရှိတာပါပီတိဖြစ်ရလားဆိုရင်ဟိုကျွန်တော်ပြောမှုပါတယ်ဒီဟိုလာဆုံးချက်တယ်ကျွန်တော်ညနေဆိုရင်6နာရီလောက်ဆိုထွက်လာပြီလာချက်တယ်ညဆိုရင်ကျွန်တော်တို့9နာရီခွဲ10နာရီတခါသေး17နာရီလောက်မှပြန်ရောက်တယ်ပေါ့နော်အဲ့ထွက်လာတဲ့လမ်းမှာကျွန်တော်တို့ဒီတခါဘူးမှကျွန်တော်တို့ ကုသိုလ်အတွက်ဆိုမလာခဲ့ဘူးတန်ဃာတွေကို့သားသမီးတို့သဘောထားပြီးတန်ဃာတွေအစဉ်ပြေစေခြင်းလို့လာတာဖြစ်တဲ့အတွက်ကုသိုလ်နဲ့မဟုတ်တဲ့တန်ဃာတွေအတွက်ဟိုလိုအပ်တာဟာလုတ်ပေးရလို့ပြောနေတာကုသိုလ်အတွက်ပြောတာမဟုတ်ပဲねကုသိုလ်လူခြင်းလို့လုတ်တာဆိုရင်ကျွန်တော်တို့ကကုသိုလ်ကိုဟိုအလောင်းစားလုတ်တလို့ဝယ်တလို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရည်ရွယ်ကုသိုလ်အတွက်တစ်ခါဘူးမှမလုပ်ဘူးပေါ့ဒီတန်ဃာလေးတွေလိုအပ်နေတဲ့တန်ဃာဝင်ကိုထမ်းနေကြတယ်ရှင်ရန်တန်ဃာတို့ထေရှင်လေးတွေပြည့်စုံခြင်းနဲ့စိတ်ကောင်းစေခြင်းနဲ့စိတ် တန်ဃာတွေပေါ်မှာကျွန်တော်တို့အရသာရှိရှိလေးနဲ့မနှက်ကြရင်ကျွန်တော်တို့ချက်ပေးလိုက်တဲ့ဒီဟင်းလေးတွေဖုံးပေးတဲ့ဖုံးပေးစေခြင်းနဲ့စိတ်တည်နဲ့ပဲကျွန်တော်ပြည့်စုံအောင်ကျွန်တော်ချက်ပေးပါတယ်။ဒါကြောင့်မလို့လေကျွန်တော်တို့ကဟိုဝန်တာပီတိနဲ့ပေါ့နော်ပီတိနဲ့ကျွန်တော်တို့ကချက်နေတာပါပျော်တာတော့မဟုတ်ဘဲနဲ့ပီတိလေးနဲ့ချက်တယ်ကုသိုလ်ရခြင်းနဲ့စိတ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကတန်ဃာတွေကိုဖြည့်ပေးခြင်းတာကိုသားသမီးလေးတွေကိုတန်ဃာတွေကိုဖြည့်ပေးပါပါနော်အများစုတန်ဃာတော်လေးတွေအများစုတွေကြတော့လေလေ မိဘတွေကမပြည့်စုံတာများတယ်တွန်းနေများကြတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကမိဘနဲ့မိတွေးဖတ်တွေးနဲ့နေကြရတယ်မိမေတ္တာငတ်တယ်သူတို့ကိုဂယုစိုက်ပြီးတော့ခုလိုချက်ပြုတ်လှူဒန်းနဲ့နော်ကျွန်တော်တို့တကားတွေရဲ့ဂယုစိုက်မှုကိုသူတို့ကအယံပီတိဖြစ်ကြရတယ်ဒါကြောင့်မလို့ကပြည့်ပြည့်စုံအောင်ကျွန်တော်တို့ကအမြဲတမ်းဖြည့်ပေးနေတာပါခင်ဗျာဟိုကလေစီးကြိုဖြစ်တာ15နှစ်ရှိပါတယ်နော်ဒါပေမဲ့ဥမို့ဘလောက်နေမကောင်းမကောင်း ။ဘူးမမလာဘဲနဲ့မနေ။ तू ကဒီရောက်သွားရင်ရလူရဟိုတမိုက်ကောင်းပါတနေကုန်လုံးပေါ့နော်အဲ့ရလေးလေးနေရတာဆိုတော့ငဲလင်းငဲများဖြစ်တော့လေအနှစ်အိမ်တော်သက်30ပေါ့တမိသား9နှစ်ခွဲပေါ့နော်နှစ်ကြာပြီပေါ့သူနေမကောင်းပေါ့နော်ဒီမှာဖေးရဲ့နေမကောင်းလို့မသွားပါနဲ့လားတာကြီးတယောက်ရှိတယ်တာကြီးတယောက်ဆွန့်ချက်တာဝါသနာပါတယ်တခါတလေအခုနောက်ပိုင်းမှာမှတာကြီးကိုမောင်းရလွတ်ပေးတာပထမပိုင်းမှာဦးမဘလောက်နေမကောင်းကောင်းသူကကားပေါ်က ဒီကနေသားဘွားဆင်းလေဒီချွဲရုံရောက်သွားတယ်ဦးမကောင်းသွားတာသူ့ရဲ့တရားပေါ့နော်တစ်ခါခါကြာကိုတော်မှသူ့ကိုကြည့်ရတာတမျိုးတောင်ဖြစ်တာပေါ့နော်သူ့ရဲ့ကုသိုလ်ဟာလေအဲ့လားလေးတွေတကြွနဲ့အဲ့လားလေးတွေတော့အတူတူနေနေတယ်တစ်ခါတည်းသူ့ဆန်းတာတွေ့ရတယ်အဲ့တော့အမားတို့လင်များဟိုဘယ်သွားသွားဘယ်လာလာအတူတူပဲသွားတယ်ဟိုတရားဝင်တော့ဖွဲသွားတယ်ဆိုတာမရှိဘူးဟုတ်ဘယ်ဘဲသွားသွားပေါ့တူတူပဲသွားတယ်ဒါပဲ သူ့ရဲ့တရားခါကြရတော့သူ့တရားကိုတော့ပြန်ကြည့်မျိုးတာပေါ့နော်အဲ့လိုမျိုးတွေပေါ့ဒီဟာတစ်ခုရဲ့မဟုတ်အမားတို့မိဘတွေဇမ်းမာရေးမကောင်းလို့ဆိုရင်တော့မှညှဉ်းညူမှုမရှိတဲ့ပေါ့နော်ခါကြသူ့ရဲ့စိတ်သက်ပေါ့ခါကြအဲ့ဒါလေးတော့ကိုကပြန်ပြီးတော့လေးစားပြစ်ပါဆက်ဆက်ချင်းရတော့ပေါ့နော်ငါတို့ရင်းစဉ်ငါတို့လူနိုင်ပါမလားဆိုတဲ့စိတ်အမားတို့ရှိရဲ့နောက်ပိုင်းလဲကြအခုနောက်ပိုင်းလဲကြလို့ကြမပူတော့ဘာဖြစ်လို့လဲဆိုတော့ငါတို့ဒီဖြူစင်စွာဖြစ်ရအောင် ရှာလူချင်းမရှိမှကြောက်တော့ခုစုံတလောက်ကိုသိန်း900လောက်ကုန်တယ်။အဲ့လိုမှအပြည့်အဝ900ကုန်တယ်။သမီးရတဲ့ခါကျအလူချင်းမျိုးရှင်ရှင်ပြောအောင်ပြောသေးတယ်ငါတို့လူရတာပေါ့လေ။တန်ကားအခုဆိုလို့ရှင်မန္တလေးလို့ဘာလို့ဖြစ်လာခဲ့တန်ကားတန်ကားကြီးအတွက်တိုးလာတယ်။ဒီမှာရွာမကပုံမှန်ဆို950ပဲရှိတယ်။ဒီနေ့ခုနေရ။အကြောင်းလဲခုနေရ။အဲ့လိုမျိုးပေါ့။ဦးမွေးမွေးလေးတို့ဘာလို့ဆိုတော့မတော်မင်းနဲ့ဆိုအအောင်ဆုံးသွားလာရင်ကဒီလိုချက်နှေးကုန်ဆိုင်နဲ့လှုပ်ပြီးွားပြီးညလည်းဒီမှာဖွင့်ဖွင့်ပြီးညချက်အမတော်ဆိုင်လိုက်လွှင့်သေးတာ တိုင်းလိုက်ထွက်နေပြီးနောက်ဖះရှိဖို့ဆိုတော့မိသားစုနားကျင်ရတခါတည်းတနေ့2နာရီလောက်ပဲအဲ့ရရရှင်မှုဆိုတော့ကိုယ့်အကူပဲခံပြီးကြရတာ